မန္တလေးမှာကိုဗစ် -19 ရောဂါအတည်ပြုလူနာတူစတင် တွေ့ရှိမန္တလေးမြို့ချိုင်းဧတာသာမြို့နယ်ဟေမာဇလရက်ကွက်29လမ်းနဲ့လမ်း30ကြား84လမ်းနဲ့89လမ်းကြားမှာရှိတဲ့မန္တလေးအထွေထွေယောဂကုဇေယုံကြီးမှာဇွန်လ17ရက်နေ့ကကိုဗစ် -19 ရောဂါအတည်ပြုလူနာတူစတင်တွေ့ရှိခဲ့ကြောင်းကျန်းမာရေးဌာနနဲ့နေဆက်သူများထံမှသိရပါဗျာ။ ကိုဗစ် -19 ရောဂါပိုးတွေ့ရှိခဲ့သူသည်ပြည်ကြီးတခုမြို့နယ်56လမ်း134လမ်းနဲ့135လမ်းကြားမှာနေထိုင်တဲ့အသက်39နှစ်အရွယ်အမျိုးသားတဦးဖြစ်ပြီးလက်ရှိချိန်မှာရောဂါပိုးတွေ့ရှိထားပေမဲ့ကျန်းမာရေးခြေနေကောင်းမွန်ပြီးစိုးရိမ်စရာမရှိကြောင်းသိရပါတယ်။မန္တလေးထွေထွေရောဂါကုဆေးရုံကြီးအရေးပေါ်နဲ့ပြင်ပလူနာဌာနသို့ ပြင်ပလူနာ158ဦးနဲ့ ဆေးရောင်တက်လူနာအသစ်161ဦးဆေးရောင်တက်လူနာပေါင်း900ဦးတို့ဆေးကုသမှုခံယူလျက်ရှိရာမှာကိုဗစ် -19 ရောဂါအတည်ပြုလူနာတက်တူကိုစတင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်မြန်မာတနင်္ဂနွေလုံးအနေနဲ့ကိုဗစ် -19 ရောဂါပိုးတွေ့ရှိမှုနှုန်းမြင့်တက်လာပြီးကျန်းမာရေးဌာနကဇွန်လ10ရက်နေ့မှာသတင်းထုတ်ပြန်ချက်ကိုဖော်ပြပေးပါဦးမယ်ဇွန်လ10ရက်နေ့မှာ10ရက်နေ့အထိတက်ခွဲနမူနာ 2154ခုကိုစစ်ဆေးပြီးခဲ့ရာကိုဗစ် -19 ရောဂါတက်ခွဲအတိပြုလူနာသစ်32ဦးတွေ့ရှိက ခြေတစ်ဘက်ကထက်နှစ်ဆလောက်များလာသလိုရန်ကုန်အပြင်တခြားဒေသတွေပါလာတယ်လို့ကျန်းမာရေးဌာနရဲ့အချက်အလက်တွေအရသိရပါဗယ်ရောဂါကူးစက်ခံရမှုရောဂါပြင်းထန်နိုင်ခြင်းနဲ့တည်ဆုံးနိုင်ခြင်းမြင်မာတဲ့အသက်60နှစ်အထက်လူကြီးတွေစီးကျောရောဂါနာတာရှည်အဆုတ်ရောဂါ ကင်းစားယောဂါရှိသူတွေကိုဝန်ဆောင်မိခင်တွေကိုဦးစားပေးအစီအစဉ်နေနဲ့ကိုဝဲ19ယောဂါထပ်ဆောင်ကာကွယ်ဆေးထုံးနှံပေးသွားမှာဖြစ်လို့ကာကွယ်ဆေးထုံးနှံမှုခံယူရဖို့လိုအပ်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံမှာတော့ကိုဝဲ19ယောဂါကူးစက်ခံရသူလေသိန်းကျော်ရှိလာပြီလို့သိရပါတယ်။ထိုင်းနိုင်ငံမှာယခုနှစ်2025ခုနှစ်တွင်ကိုဝဲ19အတေပြူလူနာစုစုပေါင်းလေသိန်းကျော်ရှိနေပြီ။ ရတော်ဘန်ကောက်မှာနေစဉ်ကူးဆက်မှုအများဆုံးဖြစ်ကြောင်းရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ဇွန်လ17ရက်ထုတ်ပြန်ကြေညာသိရပါဗျ။ဇွန်လ17ရက်ကရောဂါကူးဆက်ခံရမှုအသစ်တွဲရှိလူနာ9528ဦးတွင်ပြင်ပလူနာ9164ဦးနဲ့ဆဲယုံတက်လူနာ363ဦးတို့ပါဝင်ပါတယ်။နောက်ဆုံးစရင်ရ2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှစ၍ စုစုပေါင်းလူနာ43,928ဦးထိရှိလာတယ်လို့သိရပါတယ်။တည်ဆုံးသူ9ဦးထပ်မံရှိခဲ့လို့အဆိုပါကာလအတွင်းမှာကိုဗစ် -19 ကြောင့်တည်ဆုံးသူစုစုပေါင်း130ရှိလာပါပြီ။ကိုဗစ် -19 ရောဂါပိုးဟာကလေးငယ်များအသက်60နဲ့အထက်လူကြီးများနာတာရှည်ရောဂါခံစားနေရသူများကိုဝန်12ပတ်ကျော်ရှိတဲ့ကိုဝန်ဆောင်အမျိုးသမီးတွေမှာ ကူးစက်မှုနှုန်းမြင့်မားနေတယ်လို့သိရပါတယ်။ဒါကြောင့်မို့လို့ဖြားနာခြင်းချောင်းဆိုးခြင်းလက်ချောင်းနာခြင်းသို့မဟုတ်နှာရည်ရိုခြင်းစတဲ့လက္ခဏာများခံစားရပါကနှာခေါင်းဆီးများတက်ဆင် ခြင်းမိမိကိုယ်ကိုတေးကြခွဲနေထိုင်ခြင်းနဲ့ချက်ချင်းစိတ်ကူးတမှုခံယူခြင်းပြုလုပ်ဖို့လိုအပ်ကြောင်းသိရပါတယ်။အားလုံးပဲဘေးပရာတွေဝေးကွာကြပါစေဗျာ။